ပုံမှန်905ကကြီး52အခါခွေးလို့နဲ့ပြည်တန်ချောင်းနှင့်ကြားခံခဲ့ရာကနေလူငယ်ချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်တဲ့မြန်မာတနိုင်ငံလုံးရဲ့ပထမဆုရှင်တန်ဖိုးပါမမောင်ကျော်လင်းတန်မင်္ဂလာပါပရိသတ်ကြီးရှင် ပြီးခဲ့တဲ့2019ခုနှစ်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲကိုအလုံမျိုးနဲ့အထက်ကလေးမှနေဝင်ရောက်ဖြေဆိုခဲ့ပြီးဘာသာစုံကုန်တူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့ရုံသာမကမြန်မာတိုင်းနိုင်ငံလုံးတက္ကသိုလ်ဝန်ထမ်းပထမဆုကိုထူးချွန်စွာရရှိခဲ့သူမောင်ကျော်လင်းတန်းဟာ2021ခုနှစ်အာနာသိမ့်မှုကာလမှာပုံမှန်905ကကြီးပုံမှန်52ခါခွေလိုနဲ့တရားစွဲဆိုခံခဲ့ရပြီးထောင်နဲ့6နှစ်ချမှတ်ခံထားရသူဖြစ်ပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းကပုံမှန်905ကကြီးနဲ့တရားစွဲဆိုခံထားရ ရတဲ့နိုင်ငံရေးအကျဉ်းသားများကိုပြန်လည်လွှတ်ပေးတဲ့အချိန်မှာ The World Burma ပထမဆုရှင်မောင်ကျော်လင်းတန်းဟာလေဒိုင်ဦးအကျဉ်းထောင်ကနေပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ မောင်ကျော်လင်းတန်းဟာ၈တန်း၉တန်း၁၀တန်းသုံးထပ်ကွန်းလူရည်ကျွန်းတဦးဖြစ်ပြီးတက္ကသိုလ်ဝင်စာမေးပွဲမှာမြန်မာစာ၈၀တမန်အင်္ဂလိပ်စာ၈၀တမန်သင်္ချာ၉၉မန်ဓာတုဗေဒ၉၈မန်ယူပဗေဒ၉၈မန်ဇီဝဗေဒ၉၉မန်တို့နဲ့စုစုပေါင်းအမှတ်၅၅၅မှတ်ရရှိထားသူလည်းဖြစ်ပါတယ်။ မောင်ကျော်လင်းတန်းဟာသူငယ်တန်းမှာပညာရေးကျွန်းပြင်ဆင်မှဆိုပထမတန်းမှာပညာရေးကျွန်းစတုတ္ထဆိုဒုတိယတန်းမှာပညာရေးထူးချွန်ဆုပြင်ဆင်မှဆိုတတိယတန်းမှာပညာရေးထူးချွန်ဆုပထမဆိုစတုတ္ထတန်းမှာပညာရေးထူးချွန်ပထမဆိုမြို့နယ်ပညာသင်ဆိုမြို့နယ်ဘာသာစုံထူးချွန်ပထမဆိုမူဆင့်မြို့နယ်အဆင့်ပြည်တော်စုနှင့်စာစီစာကုံတတိယဆုတို့ကိုရရှိခဲ့ဖို့သူလည်းဖြစ်ပါတယ် ဒါအပြင်ပြင်စမာတန်းမှာပညာရေးထိုးချွန်စု ပထမဆုအလဲတန်းအဆင့်မြို့နယ်အင်္ဂလိပ်စာစွမ်းရည်ပထမဆုစတ္ထမတန်းမှာပညာရေးထိုးချွန်စုတတိယဆုတတ္ထမတန်းမှာပညာရေးထိုးချွန်စု ပထမဆုမြို့နယ်အဆင့်အင်္ဂလိပ်စာစွမ်းရည်ပထမဆုအထမတန်း A အဆင့်ထိုးချွန်စုမြို့နယ်အဆင့်အင်္ဂလိပ်စာစွမ်းရည်ပထမဆုမြို့နယ်အဆင့်ဘတ်ဆောင်ထူးကျွန်ပထမဆုဘတ်ဆောင်ထူးကျွန်စုအထက်မှတန်းလူရည်ကျွန်စုတို့ကိုရရှိခဲ့တာလည်းဖြစ်ပါတယ် မောင်ကျော်လင်းတန်းဟာနဝမရမ်းမှာလေဗဟုအဆင့်ထူးကျွန်စုတင်းချာအိုလံပစ်တိုင်းအဆင့်ပထမစုထက်ဆင့်ကျောင်းအဆင့်မြမစာစွမ်းရည်ရေးဖြည့်ပထမစုထက်ဆင့်မြို့နယ်အဆင့်မြမစာစွမ်းရည်ပြိုင်ပွဲပထမစုမြို့နယ်အဆင့်လူရည်ကျွန်ညာနာစွမ်းရည်စုကျောင်းတွင်းအင်္ဂလိပ်စာဖတ်စွမ်းရည်ပထမစုကွန်ပျူတာစတုထစုနဝမရမ်းလူရည်ကျွန်စုတသက်မရမ်းလူရည်ကျွန်စုစသည်ဖြင့်ထူးကျွန်စုပေါင်းများစွာကိုရရှိခဲ့သူလည်းဖြစ်ပါသည် မောင်ကျော်လင်းတန်းဟာပြည်တံ6နှစ်ချမှတ်ခံခဲ့ရကနေလူငယ်ချမ်းသာခွင်းနဲ့ပြန်လည်လွမြောက်လာပြီးဖြစ်တာကြောင့်ကလေးသူကုဆရာဝန်ဖြစ်ချင်းခဲ့တဲ့သူ့ရဲ့ဆန္ဒတွေကိုဖြည့်ဆည်းဖို့ဆေးပညာကိုဆက်လက်သင်ယူသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။တနေ့လုံးမှာပေါ့ကိုကိုလူမျိုးတွေကျုံနေရတယ်အတွေ့အကြုံဟုတ်ကဲ့အဲကျွန်တော်အနေနဲ့ဆိုရင်တော့ညဆိုင်ရဆာပြီးတော့ပဲဆောင်းပဲဆိုင်မမလုပ်ခဲ့ဆောင်းပြီးတော့ အမကျော်မှာဒီလိုမျိုးပဲစနေစာတင်ကိုလည်းမှတ်မှတ်ချက်ဖြစ်တယ်။နောက်ပြီးတော့အကြောင်းအားဖြစ်ဖြစ်သူရှင်ဖြစ်ဖြစ်စစ်စေးရဲ့ဆံလို့ဝက်မှတ်နေများကိုလည်းဟိုအမှတ်ပြရမယ်ဆိုရွေးချယ်တဲ့ပဲဝင်ရောက်ဖြစ်ဆိုဖြစ်ခဲ့တယ်။အကောင်းဆုံးနဲ့ဖြစ်ဆိုနိုင်ခဲ့တယ်။အဲဒီနေပြီးတော့ဟိုဒီလိုမျိုးကြရမှာရောလေတင်ခဲ့တာယူရဲ။နောက်ထပ်အဲအမှမျိုးမပြုမရောလေပြန်ပြီးတော့ဒီတရားလေးချင်းဖြစ်တဲ့ဒီကအပြင်ဆိုရင်မေကောင်းလေးကိုလေဒေစာဖြစ်ဖြစ်တဲ့ပထောက်တဲ့ကပါရပုံလေးပါလေဆိုတဲ့ဒေစာဆွဲချင်းဖြစ်တဲ့ပေါ့နော်။ ဒီလိုမျိုးဆံမွေးနေတဲ့အချိန်မှာဆိုလို့ရှိရင်လည်း revision ပြတဲ့ခါမှာဒီစတာအချိန်ပြားချမပြီးပြန်ပြတဲ့အာ CBC ကိုများလာတဲ့ခါမှာဆိုရင်လည်းဆာလုံးတောင်ခဏလာပြီးတော့ခဏအနိုင်ပြတာတစ်ပြေမျိုးလို့ဖြစ်ပါတယ်။ ဟုတ်ကဲ့ဒါတော့ယူမလေးကိုပုံရံကက်တန်းကြီးရဲ့အတွေ့အကြုံလေးပေါ့နော်အဲ့တော့ထပ်ပြီးတော့သိချင်တာကြောက်လေးအခုတို့ကဆယ်ရမ်းမှာဆိုလို့ရှိရင်လူတိုင်းကဆက်ဆက်မှာပဲဟိုဟာလေးတို့စာရင်းနဲ့လုံပန်းလာတာပေါ့နော်အဲ့ခါကျတော့မထင်မထားတဲ့အရာလေးတွေလည်းဖြစ်လာမျိုးရှိတယ်တချို့ကျတော့လေဒီကြောင်းစာပေါ့တချို့ကျတော့လည်းမိသားစုကိစ္စတွေဖြစ်ပေါ့နော်အဲ့လိုမျိုးလေးရှိတယ်ချက်တမျိုးလို့ဆိုလို့ရှိရင်ဘလို့အခက်အခဲလေးရှိခဲ့လေအဲ့ဒါဘလို့မျိုးကြောက်ခက်ခဲ့လေပေါ့အဲ့ဒီပိုင်းလေးတွေဒီချက်မှာ